ခဏိခေတ်မှာလဲလူတွေမျက်စိလဲကြရရှိတယ်ပေါ့မကောင်းတာလုပ်တဲ့လူတွေကြီးပွားနေတယ်ကောင်းတာလုပ်တဲ့လူတွေကမွဲနေတယ်ကြီးပွားခြင်းမွဲခြင်းဟာတခြားအကြောင်းရှိတယ်တိုးတော့အဲ့ဒီအကြောင်းကိုမသိဘဲနဲ့ကောင်းတာလုပ်လို့မွဲတယ်မကောင်းတာလုပ်လို့ချမ်းသာတယ်လို့အမြင်ဆောင်းသွားတဲ့လူတွေလည်းရှိတယ်တကယ်ကတော့သဘာဝတရားဆိုတာကောင်းတာလုပ်ရင် ကောင်းတဲ့အလုပ်ဒီကောင်းကျိုးကိုပဲပေးမှာဖြစ်တယ်မကောင်းတဲ့အလုပ်ဒီမကောင်းကျိုးကိုပေးမယ်သို့သောကံတရားရဲ့အကျိုးပေးမှုဟာအခုလို့အခုမဟုတ်ဘူးမှန်ပါဗျာငြိုသည်စားလိုက်မယ်ဆိုရင်အခုစားအခုဆက်တယ်မဟုတ်လားမှန်ပါဗျာကံကအဲ့လိုမဟုတ်ဘူးမှန်ပါငြိုသည်နဲ့မတူဘူးထုံအိုးတဲ့အခုလက်၌လက်ဖြူသွားမယ် နော်ကတ္တရာဘုံနဲ့ခုလက်နိုင်ခုလက်မဲသွားမယ်အဲ့ဒါနဲ့မတူဘူးကံကြတော့ဘာနဲ့တူတော့ဆိုတပြင်းဆိုင်တာနဲ့သွားတူပြန်တပြင်းဆိုင်တာကြတော့တရေပင်လေးတပြင်းဆိုင်တဲ့ဒါကနေဆိုင်လက်ဖြံပေါက်တပက်ခတဲ့သီးစာလို့မရဘူးအချိန်တစ်ခုဆောင်းကန္တရာဟာဒီတိုင်းပဲ အဲ့လိုအချိန်တစ်ခုစောင့်ပြီးတော့မှတိပိများသည့်အချိန်တန်မှအတီးတီးတယ်လို့ကံတရားဟာလေကိုရင်နဲ့ရောက်သွားရင်တဖြည်းဖြည်းရင့်လာပြီးတဲ့အခါမှာရှင်းကျက်လာပြီးတဲ့နောက်မှာသူကအကျိုးဖြစ်ပေါ်စီတာဖြစ်တယ်။ထမင်းချက်တာတောင်မှအခုချက်အခုစားလုံးဝမရသေးတာစောင့်ရအောင်မှာပေါ့။အမြန်ဆုံး3မိနစ်စောင့်ဆိုတာကြားဘူးကြတယ်မဟုတ်လား။ နော်ထမင်းစားကြင်တောင်မှ3မိနစ်ဆိုပြောကြသေးတယ်မဟုတ်လားအနည်းဆုံးတော့ဆောင်းအောင်ပါပဲအဲ့လားကန္တရာဆိုဒီမှာအခုလို့အခုမကြုံပေးဘူးနော်အခုကြုံပေးပြီမျိုးစိတ်လိုပဲသူကအကျိုးမပေးတော့အပိုင်းသုံးပိုင်းနဲ့ကန္တရာကအကျိုးထုတ်လို့တာဖြစ်တယ် တို့ရဲ့ယင်ထဲမှာဖြစ်သွားတဲ့စေရနာဇောတွေဟာပရမဇုံဖြစ်တဲ့စေရနာဇောရဲ့စွမ်းအားကအလွန်ကြီးမကြီးသည့်အတွက်ကြောင့်အကျိုးပေးစရာရှိရင်ဒီဘဝအတွင်းမှာပဲအကျိုးပေးသွားအဲ့ဒါကိုဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်အဲ့ဒီတဲ့အင်အားကောင်းတဲ့တတမဇုံလို့ခေါ်တယ် နောက်ဆုံးအဆင့်မှာရောက်တဲ့အင်အားပြည့်တဲ့ကံကြတော့ဒုတိယဘဝမှာကြုတ်ပြီးတဲ့သူစောင့်ရမယ်တေတီဤအချမ်းမဲ့ထီအောင်စောင့်အောင်မယ်သူခုချက်ချင်းကြုံပေးဘူးခုချက်ချင်းကြုတ်ပြီးတဲ့ကံဒီဘဝကြီးအပြောင်းလဲဖြစ်တော့အောင်တော့မလုပ်နိုင်အပြောင်းလဲဖြစ်တော့မလုပ်နိုင်ဒေတာဓမ္မဝိရဏိယကံကတလောက်အာမကောင်းဥပပိစ္ဆဝိရဏိယကံကြတော့ မျက်စိလေးနှလုံးမိတ်ပြီးတေသည်ချမယ်သူကြုတ်ပြီအပရာပရိယဝေရဏိယကံအပရာပရိယဝေရဏိယကံကြတော့တတိယဘဝလောကစပြီးတန်တရာထဲမှာရှိနေတဲ့ညာကလပလုံးအခွင့်သာရင်ကြုတ်ပေးတယ်ခွင့်မသာရင်ကြုံပေးတယ်ကံကိုသုံးမျိုးသုံးစားခွဲပြီးတော့တို့အကျိုးပေးမဲ့အနေထားတစ်ခုကွက်ပြသွားတယ် ်တပင်တပင်ကအသီးသီးတဲ့အခါမှာသုံးမျိုးခွဲကြည့်လိုက်ပေါ့တချို့အသီးကနုနုနဲ့ကျွေသွားတာအောင်ရှိတယ်နုနုနဲ့ကျွေသွားတချို့အသီးကမမှဲ့သေးခင်ကျွေသွားတချို့အသီးကမှဲ့ပြီးမှကျွေသွားအဲ့ဒါလိုပဲကန္တရားဟာလည်းပဲလူတွေရဲ့ယဉ်ထဲမှာလောက်တာအခုလုံးအခုကြိုးပေးတာမရှိဘူးเนาะ အဲ့ဒါကြောင့်မို့လူတွေဟာကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတာလုပ်လဲဆိုတာမဖြစ်ပါဘူးဆိုတဲ့အတွေးတစ်ခုပေါ်လာတယ်။အဲ့ဒီအတွေးဟာဒီအသိပညာမလုံလောက်သည့်အတွက်ကြောင့်မျောမှန်းနိုင်ခြင်းမရှိသည့်အတွက်ကြောင့်ဒီလိုအတွေးမျိုးကိုတွေးမိတာပဲဖြစ်တယ်။ကံမပြောနဲ့ဝန်ုပ်စေးတောင်းရင်အခုတော့အခုဝန်သွားလား။ တိုင်းတာတခုတော့ဆောင်အောင်သေးတယ်နော်ဆေးလဲအခုတော့အခုရတာမဟုတ်ဘူးကံတရားကလည်းအခုလို့ခုမဖြစ်ဘူးအကယ်၍အခုလို့ခုဖြစ်မဲ့ဆိုရင်မကောင်းတဲ့ကံဘသူလုပ်ရဲမလဲအပေကြမဲ့ကံဆိုချက်ချင်းအပေကြတော့မှသူကြောက်တာပေါ့ကောင်းတာလို့ရင်လည်းခုချက်ချင်းနှက်ကြီးဖြစ်သွားမှဆိုရင်လည်းတော့ကြမှာပေါ့เนาะအဲ့တော့ကံရဲ့သဘောတရားဟာ ကံတခုက အကျိုးပေးနေတဲ့အချိန်မှာဈာဖြတ်ပြီးတော့ရုပ်တည်းဝင်ရောက်နိုင်ခြင်းမရှိသေးဘူး။ဈာဖြတ်ပြီးတော့ဝင်ရောက်လာရင်တော့ဥပိ္ပစေတကကံလို့ခေါ်တယ်နော်။အင်အားအလွန်ကြီးမားလာရင်တော့ဈာဖြတ်ပြီးတော့ဝင်ရောက်လာတတ်သေးတယ်ကံဆိုတော့။ဘာပဲဖြစ်ဖြစ်ကံတရားရဲ့သဘောတရားကိုနားလည်ပြီး ငါတို့ဒီကောင်းတာလုပ်ရင် ကောင်းကျိုးချမ်းသာကိုအမွေခံရမှာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အမွေကိုခံရမယ်တမာဖြင့်ထင်ရှားအောင် ပြောပြမယ်ဆိုရင်ခဏခဏစိတ်တူထက်တဲ့ပုဂ္ဂိုလ်တယောက်ရဲ့မျက်နှာသည်ပြုံးလို့ရင်လို့မရတဲ့မျက်နှမျိုးကြီးဖြစ်နေတာတဲ့သူကြည့်လိုက်လို့ရှင်เนาะ အချိုးမပြေတယ်မျက်နှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ तू ကခဏခဏစိတ်ဆိုးတာစိတ်ဆိုးတဲ့ကကိုယ့်ကိုမှနဲ့ချီချီတာဘယ်လိုပုံစံနှုံးဆိုတာ။တော့မို့စိတ်ဆိုးနေတော့ဓာတ်ပုံလေးရက်ခိုင်းတာ။အဲ့လိုကြည့်လိုက်ရင်စိတ်ဆိုးနေတဲ့လူတယောက်တိရုပ်အစင်းလှပ်ပတော်လည်းပဲစုပုတ်နေတဲ့မျက်နှာကြီးကဘယ်လိုလုပ်ပြီးတော့အဆင်ပြေမလို့ စိတ်ဆိုးပါများလို့ရှင်အဲ့ဒီမျက်နှာပုံကြီးကအကျော်တည်သွားသလိုဖြစ်ပြီးမွေတိုင်းမွေတိုင်းအဲ့ဒီမျက်နှာမျိုးကြီးနဲ့ဖြစ်တတ်တယ်တကံရဲ့အကျိုးတရားပဲဒါအပေါ်ဆုံးလေးကိုပြပြနော်ပေါ်တာလေးကိုပြပြအဲ့ဒါလို့မဟုတ်ဘဲနဲ့မေတ္တာထားပြီးလူတကာနဲ့ဆက်ဆံရေးပြည့်ပြည့်တယ်ဘယ်သူမှမုန်တည်တဲ့စိတ်တွေမရှိဘူး မေတ္တာရှိတယ်၊ကျင်နာရှိတယ်။ဆက်ဆံနိုင်ဟာပြုံးရွှင်တဲ့မျက်နာရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဖြစ်ရပွားမှာရှုပ်ချောတဲ့စင်နာပဲဒီအရာမျိုးရ။ဘာလို့လို့ဆိုရင် तू လုံးကြတဲ့ဟာ तू ကပြုံးပြုံးရွှင်ရွှင်နေတာဟုတ်အဲ့ဒါထင်ရှားတာတခုပြောပြတာအခုဘဝမှာစာမသင်ပေမသင်လိလဖတ်ရှုခြင်းမရှိလို့ပြင်းပြီးတော့ စားစရာနေစရာဝတ်စရာလောက်တင် လုတ်ပြီးတဲ့အခါမှာအပြင်းထူနေတဲ့ပုဂ္ဂိုလ်သည်ဒီဘဝမှာလည်းဘာမှအတိညာမရသည့်အရာဘူးနောက်ဘဝကျတော့လည်းနလပိန်တုံးဆိုဖြစ်တယ်နော်ပညာမဲတဲ့ပုဂ္ဂိုလ်ဖြစ်သွားဘာမှမမသိတာနော်ဘာမှမသိဘူးဆိုရင်စဉ်းစားကြည့်ရင်ဖကံမျိုးမနေတဲ့လူတွေ ကံတမိုင်းကိုအကုန်လုံးသိကြရဲ့လားလို့မေးချင်တယ်။ဟုတ်ဘာလို့မသိတာ။မလေးလာဘူးစိတ်မဝင်စားဘူးဆိုမသိဘူးတာ။လေးလာတဲ့ပုဂ္ဂိုလ်တော့ပဲသိကြတာဖြစ်တယ်။အဲ့တော့မလေးလာပဲနေချင်းသည်မသိခြင်းအကြောင်းတစ်ခုပဲ။မလေးလာရင်မသိဘူးဆိုတဲ့အဖြေအတိုင်းပဲ။ဖြစ်ရဘွားမှာမလေးလာဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကသိဉာဏ်နဲ့ပါသွားတာ။ အေးလေးလာတယ်လိုက်စားတယ်ဖတ်တယ်ရှုတယ်စုံစမ်းတယ်မေးမြန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကိုလုထာကိုရတယ်ဆိုတာအဲ့ဒါပြောတာကံဆိုတာကိုလုထာကိုရတာဟုတ်လားပြောနော်ကိုမလုရင်တော့ဘာတစ်ခုမှရအောင်မဟုတ်ဘူးကိုလုမှကိုရတယ်အဲ့ဒီသဘောတရားကိုလက်ခံယုံကြည်တဲ့မြင်ကို ဘာခေါ်တော့ကမ္မတက္ခတာတမ္မဒိဋ္ဌိတဲ့ဘုရားဘာသာဖြစ်ရင်အ ਨੇ ဆုံးအဲ့ဒီကံကံရေးကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ရင်ကံကံရေးကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်မှရှေ့ကိုဆက်သွားလို့ရကံကံရေးကျိုးကိုညှင်းပယ်လိုက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားဟောတဲ့ဆုံးမတရားတော်တွေနဲ့တွေးဖြီးသွားပြီသူကမှန်ပါဗျာနော်တွေးဖြီးသွားပြီ ကဲစဉ်းစားကြည့်အောင်ကံကံဤအကျိုးကိုလက်ခံသူနဲ့လက်မခံသူဒီနှစ်ယောက်ပဲကြည့်လက်ခံသူကဘယ်လိုစဉ်းစားလက်မခံသူကဘယ်လိုစဉ်းစားမလဲလက်မခံသူစဉ်းစားပုံလေးကိုကြည့်ကိုယ့်ဟာကိုယ်လည်းစဉ်းစားကြည့်ပေါ့ငါကံကံဤအကျိုးလက်မခံဘူးဆိုရင်ဘယ်လိုလုပ်မလဲ အေးကောင်းတာလုပ်လဲကောင်းကျိုးမရပါဘူးမကောင်းတာလုပ်လဲကောင်းကျိုးမကောင်းတဲ့ကျိုးမရပါဘူးဒါရီကအပူပဲကိုလုချင်တာလုပ်မယ်ဆိုတဲ့လူတယောက်ဟာကိုလုချင်တာလို့ဆိုကြတဲ့ကောင်းတာလုပ်ချင်တာနည်းတယ်မကောင်းတာလုပ်ချင်တာများအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုရင်အကောင်းဘက်သွားမလားအဆိုးဘက်သွားမလားအေးကံကံဤကျိုးလက်မခံဘူးဆိုကြတဲ့အဆိုးဘက်ရောက်သွားတယ် လမ်းကြောင်းပေါ်ရောက်ဖို့မရှိတော့ဘူးသူကလက်မမခံတာကောင်းတဲ့လူကိုမစင်းသားတော့အေးကံကံဤကျိုးယုံကြည်လက်ခံတဲ့ကမ္မတက္ကတသမဒိဋ္ဌိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့စဉ်းစားတယ်မကောင်းတာလို့ရင်ဆင်းရဲဒုက္ခရလိမ့်မယ်ကောင်းတာလို့မှကောင်းကျိုးချမ်းသာရတယ်လို့ဘုရားကဟောထားတယ်အေးကောင်းကျိုးဆိုးပြစ်စွာရှိတယ်ငါကဆင်းရဲဒုက္ခကိုကြောက်တယ် ကောင်းကျိုးချမ်းသာရခြင်းနဲ့ဆိုစိရင်ဒုက္ခကိုရစေတတ်တဲ့အကုသိုလ်တွေကိုရှောင်ပြီးတော့ချမ်းသာဒုက္ခကိုရစေနိုင်တဲ့ကုသိုလ်ကောင်းမှုတွေလုံးမပဲဆိုပြီးဟောကောင်းတဲ့အလုပ်တွေလုံးမလာပဲဘုရားတော့ဘုရားဗုဒ္ဓဝင်သူတော်စင်ကြီးစဉ်းစားကြည့်ကုသိုလ်ကောင်းမှုတွေလုံးနေကြတာအနည်းဆုံးနောင်မွားချမ်းသာဖို့ လူတွေပြောလို့ရှိတယ်တို့မရှိလို့မလူမလူလို့မရှိဒီတန်တရားကထွက်နေမှာမဟုတ်ဘူးရှိတာလေတော့လှူမှပဲဆိုရအတွေးလေးတွေဝင်လာကုသကောင်းမှုတော့လုံမှပဲကုသကောင်းမှုမလုပ်ရင်တန်တရားမှာလူဘဝနှိမ့်ချသွားလိမ့်မယ်ကုသတော့လုံမှပဲဒါယုံကြည်တာပဲလေအဲ့လိုယုံကြည်လို့ကောင်းတဲ့အလုပ်တွေဟာလုပ်ဖြစ်သွားတာအဲ့တော့ရလတ်အနေနဲ့ကြည့်မကောင်းဘူးလား လမ်းချောင်းပွင့်သွားတယ်လို့ပြောအဲ့ဒါလို့မဟုတ်ဘဲနဲ့ငါတို့ကဖရာသခင်ကဖန်ဆင်းလို့ဖရာသခင်ရဲ့အလိုတော်ချပဲလို့ဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းပဲကောင်းတဲ့လူကိုစဉ်းစားမှမဟုတ်တော့ဘူးเนาะဘာဖြစ်လို့တော့ဆိုရင်သူ့ကိုဆုံးဖြတ်ပေးနေတာကိုလုပ်တဲ့အလုပ်ကဆုံးဖြတ်ပေးတာမဟုတ်ဘဲနဲ့ဖရာသခင်ကဆုံးဖြတ်ပေးတာဖရာသခင်ကိုပဲထိုင်ရှိခိုးနေဖို့ ဆုတောင်းနေဖို့ blessing ပေးပါလို့ဒါပဲရှိတော့မှာပေါ့နော်ကိုကိုယ်တိုင်လှုပ်တဲ့လှုပ်ထိုက်တာကိုမလှုပ်ကြတော့အဲ့တော့ဒါကြောင့်မို့လို့ဘုရားဘာသာဖြစ်ဖို့ရာကံကံဤကျိုးလက်ခံသိမြင်နဲ့ကမ္မတက္ကတာတမဒိဋ္ဌိညာရှိရမယ်လို့ပြောအဲ့ဒါမရှိရင်ဒူတော်လူကောင်းကိုမဖြစ်နိုင်ဘူးနော် ကံကဟိကျိုးယုံကြည်လက်ခံမှာလူတော်လူကောင်းဖြစ်တယ်လို့သူမှတ်သားကြနော်နောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်ကံကဟိကျိုးလက်ခံပြီဆိုလူတော်လူကောင်းဖြစ်တယ်ရသော်ဘုရားကလူတွေကိုမဆိုးသွမ်းအောင်ဘာနဲ့ထိန်းဟုံးဆိုကမ္မတက္ကတသဝတိတိညာနဲ့ထိန်းပေးတာတခြားဘာသာတွေကြတော့ဘုရားဒီ ဖန်ဆင်းရှင် God ဆိုတာ ਨੇ ထိန်းတာလေသူတို့လည်းအကျိုးသက်ရောက်မှုတော့ရှိတဲ့တော့ရှိပါเนาะမကောင်းတဲ့လောကနေပြီးတော့မလုံဖို့ထိမ့်ပေးတာကြတော့ကောင်းပါဘုရားဘာသာတွေကြတော့အမှန်သိပြီးတော့ဒီလူတွေရဲ့ကိုခြင်းတရားကိုထိမ့်ပေးဘာနဲ့ကိုခြင်းတရားထိမ့်လို့ဆိုအေးမကောင်းတာလုပ်ရင်မကောင်းကျိုးရလိမ့်မယ်ကောင်းတာလုပ်မှကောင်းကျိုးရလိမ့်မယ် ငါကိုကျင့်တရားပြပြလို့မဖြစ်ဘူးကိုကျင့်တရားကောင်းအောင်လုံးဝဖြစ်မယ်ဟောဒီအတွေးဝင်လာနောက်တစ်ခုကျတော့ဘာနဲ့ထိနှုံလို့ဆိုလို့ရှိရင်ကိုကျင့်စာတရားနဲ့ထိရသဗျာကိုကျင့်စာတရားဟောတာနဲ့လူတွေကိုလူတော်လူကောင်းဖြစ်အောင်ထိပေးတာဘလို့ထိပေးလို့ဆိုရင်ငါမကြိုက်တာကိုသူများလုပ်ရင်သူများလည်းကြိုက်မှာမဟုတ်ဘူး အဲ့တော့ကိုချင်းစာတရားထားတယ်ကိုမကြိုက်တဲ့လောက်ပါလို့သူများလုံးပါလေမလုံးပါနဲ့မလုံးချင်ပါဘူးကိုမလက်မခံနိုင်တဲ့အရာကိုသူများကိုတော့မလုံးပါနဲ့ဆိုတော့ဟောဒီတွေးရတယ်ပဲလူတော်လူကောင်းဖြစ်ဖို့မရောက်စေဘူးလားရောက်စေတာပဲဒါကြောင့်မို့ကိုချင်းစာတရားဆိုတာလေလိုအပ်တယ်ကမ္မတက္ကတာကိုချင်းစာတရားဆိုတာတော့ရိုးရိုးစဉ်းစားတာကိုနဲ့နှိုင်းစပြီးတော့စဉ်းစားတာ ရသော်ဗျာဟောတဲ့တရားထဲမှာကိုချင်းစာတရားကိုပါဠိစကားလုံးနဲ့ပြောပါဆိုရင်အတုပနာယိကလို့ခေါ်တယ်။အတ္တဥပနာယိကကိုနဲ့နှိုင်းရှင်ပြီးတော့ကြည့်တာ။ဘယ်ဘယ်လောက်ပဲဖြစ်ဖြစ်ဥမာမဲ့သူများကိုဆဲမယ်ဆိုရင်ငါဆဲရင်ရောကြိုက်မလား။ဟောမကြိုက်ဘူး။ငါကိုလာဆဲငါမခတ်နိုင်ဘူး။အဲ့တော့ငါလည်းသူများမဆဲနဲ့။ငါကိုရိုက်ရင်ငါကြိုက်မလား။မကြိုက်ဘူး။အဲ့တော့သူများမရိုက်နဲ့။ ငါပစ္စည်းလာပြီးတော့မတရားယူရင်ငါကြိုက်မှာမကြိုက်ဘူးအဲ့တော့သူပစ္စည်းတော့မယူနဲ့ဆိုဟောကိုယ့်ကိုလူတော်လူကောင်းဖြစ်အောင်ကိုချင်းစာတရားထားတရဝမန္တမြာတေမာကြောက်ကြတာကြီးပဲရိုင်းနေခံရမှာလို့အပြစ်တန်ခံရမှာလို့ကြောက်ကြတာကြီးအဲ့တော့သူများကိုရိုင်းနေဖို့ဒုက္ခပေးဖို့မစင်စမ်းနဲ့ကိုလည်းဒုက္ခကြောက်တယ်သူလည်းဒုက္ခကြောက်တယ် အစဉ်ပြေတာကိုအလုံးကြိုက်ကြတယ်ဒါကြောင့်မို့သူတို့တတ်နိုင်အစဉ်ပြေအောင်ပဲလုပ်ပေမဲ့အစဉ်မပြေအောင်မလုပ်ဘူးဟောဒါဒီအတွေးနှစ်ခုဟာလူတော်လူကောင်းဘဝသူရောက်အောင်ပို့ဆောင်ပေးတာ ਨੇ တူတူပဲအဲ့ဒီအတွေးမရှိဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့ခက်တယ်လူတော်လူကောင်းဒါကြောင့်မို့ဒီအတွေးဟာတမန်အလွယ်လေးလို့မအောင်မိနဲ့မြတ်စွာဘုရားပွင့်မှာ သို့မဟုတ်သူတော်ကောင်းတွေနဲ့ကြုံတဲ့အခါမှာဒီအတွေ့အမျိုးရရှိရဖြစ်တယ်။အနုဘုဆိုရင်လူတွေရဲ့စိတ်ဓာတ်မှာပါရှိတယ်ဆို။အင်အားကြီးတဲ့ပုဂ္ဂိုလ်ကအင်အားနည်းတဲ့ပုဂ္ဂိုလ်အနိုင်ကျင့်တာပဲဖြစ်တယ်။ပူကြတယ်ဆိုတာနော်။ပူကြတယ်ဘူလီလို့ခေါ်တယ်ပူကြစုံမိုးတာ။အဲအမရှိတဲ့ပုဂ္ဂိုလ်အားရှိတဲ့ပုဂ္ဂိုလ်ကဖိနှိပ်တယ် ညင်ပန်းတယ်နှိမ့်ဆက်တယ်တိရိစ္ဆာန်လောကကြည့်လိုက်လေတိရိစ္ဆာန်လောကကြည့်လိုက်အင်အားကြီးတဲ့အကောင်ကအင်အားမကြီးတဲ့အကောင်ကိုတတ်ဆာနေတာပဲလေတော့လူလောကမှာအဲ့ဒီအနေအထားမျိုးကကောင်းတဲ့အနေအထားမှာမဟုတ်တာတိရိစ္ဆာန်လောကအနေအထားမျိုးရောက်သွားနိုင်တယ်ပေါ့ပူကြဆိုးမိုးတယ်ဆိုတာကောင်းတဲ့အလုပ်မဟုတ်တော့ဘူး ညတာတယ်ကျင်နာတရားထားတယ်ဒုနတူယမင်းကုညီတယ်ဆိုတာလူသားတွေအတွက်တမိုးချီမာတဲ့အရာဖြစ်တယ်။ဒါကြောင့်ကိုကျင့်တရားကိုဗာနဲ့ထိန်းလို့ဆိုကမ္မတကတာသမာဓိဋ္ဌိနဲ့ထိန်းတယ်နောက်တစ်ခုကဗာနဲ့ထိန်းကိုကျင့်စာတရားနဲ့ထိန်းကိုကျင့်စာတရားဆိုတာမေတ္တာနဲ့အချင်းနာပဲဖြစ်တယ်။တနည်းအားဖြင့်ပြောရင်မေတ္တာနဲ့ကရုဏာပေါ့နော်။အဲ့ဒါနဲ့ထိန်းသိမ့်တာလောကကြီးတစ်ခုလုံးဟာ လူသားပြီပြီတဝတူမနှိမ့်ဆက်ဖို့မညှင်းဆဲဖို့အနိုင်မကျင့်ဖို့ဆိုတာလေကံကံရဲ့အကျိုးကိုသိမြင်ခြင်းအပြင်နဲ့ထိနေကိုကျင်းစာတရားဖြစ်တဲ့မေတ္တာကရုဏာနဲ့လည်းထိနေလို့ဒါဟာမြတ်စွာဘုရားရဲ့အဆုံးအမပဲအခြေခံကြတဲ့အဆုံးအမအဲ့ဒီအခြေခံကြတဲ့အဆုံးအမပျောက်ကွယ်သွားပြီဆိုရင်စဉ်းစားကြည့်ကံကံရဲ့အကျိုးလက်မခံဘူး ဘုရားသခင်ကတတ္တဝါတွေကိုတတ်ပြီးပူဇော်ရင်သူ့ရဲ့ကောင်းကင်ဘုံရောက်တယ်ဆိုရင်တတ်ကြတာပဲလေရှင်နဲ့ပူဇော်တယ်ဟော ကောင်းချီးပေးတယ်ဆိုတတ်ကြမှာပဲလူတွေဟာကိုရှင်းစာတရားဆိုတာကင်းမဲ့ပြီးတော့တူတူနိုင်ခြင်းတဲ့ဘဝမျိုးရောက်ရှိသွားတယ်အဲဒါအဆင်ရောက်တဲ့လူဟာဒီတရိစ္ဆာန်အဆင်ရောက်သွားခြင်းပဲဖြစ်တယ်ပေါ့ ဒါကြောင့်ဒုတိယတွေဟာမြတ်စွာဘုရားရဲ့ဆုံးမကိုသိရှိနားလည်ကြသည့်အတွက်ကြောင့်လူအစဉ်တန်းမှာလူသိက္ခာရှိရှိနဲ့နေနိုင်ကြတာလို့သူတို့အောင်မိပြီဆိုတော့လူသိက္ခာနဲ့နေနိုင်ကြတာမြတ်စွာဘုရားရဲ့ဆုံးမကြောင့်ပဲဖြစ်တယ်။အဲ့ဒီမြတ်စွာဘုရားရဲ့ဆုံးမဒါရင်လားလို့ဆိုမဟုတ်သေးဘူးဒါအခြေခံနဲ့ပြောတာ။ကမ္မသက္ကတသမဒိဋ္ဌိပြီးလို့ရှိရင် วิปัตตนาตมะไดฐิเลยเอริวิปัตตนาตมะไดฐิဆိုတာวิปัตตนาวิဆိုတာထူခြားတဲ့ပัตနာရှုမြင်သုံးသပ်မှုသူများတွေနဲ့မတူတဲ့ထူခြားတဲ့ရှုမြင်သုံးသပ်မှုတနည်းအားဖြင့်ပြောမယ်မမြဲတဲ့သဘောဆင်းရဲတဲ့သဘော အလုံးကမြဲတဲ့ထင်းနေတဲ့ထင်းမဲ့မမြဲတဲ့သဘောအလုံးကချမ်းသာလို့ထင်းနေတဲ့ထင်းမဲ့ဆင်းရဲတဲ့သဘောအလုံးကကိုလို့ရင်ဖြစ်တယ်လို့ထင်းနေတဲ့ထင်းမှာကိုလို့ရင်ကိုလို့တိုင်းမဖြစ်ဘူးဆိုတဲ့အနတ္တသဘောအဲ့ဒီလို꽌꽌ပြပြရှုမြင်တတ်တဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်အဲ့ဒီဝိပဿနာသိပြီနဲ့တမ္မဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခု ကမ္မတက္ကတသမဒိဋ္ဌိဆိုတာတော့ဖျားမပွင့်လဲပဲပညာရှိ သူတော်ကောင်းတွေရဲ့ဆုံးမကိုရတယ်ရသေသူတော်စင်နေဖျားမပွင့်တဲ့အချိန်မှာပစ္စေကဗုဒ္ဓရေသူတော်ကောင်းတွေပညာရှိတွေရဲ့ဆုံးမနဲ့ကမ္မတက္ကတသမဒိဋ္ဌိအတိညာကိုရနိုင်ကြဝိပဿနာသမဒိဋ္ဌိဆိုတာကြတော့ဖျားပွင့်မှပဲရတယ်ပစ္စေကဗုဒ္ဓဆရာတော်မရနိုင် ်ရသဗျာပွင့်မဝိပဿနာတမာဒိဋ္ဌိဆိုတဲ့အဋ္ဌဉာဏ်ရတယ်ရသဗျာကဘာပြောခဲ့သလဲဘာဟောခဲ့သလဲဆိုပြိဏိဝံစံဃာနိမသူပတ္တဆိုတဲ့ပြပိုက်ကလာပြီးတော့မေးမေးတဲ့အခါမှာမြတ်စွာဘုရားကသူပတ္တအဲ့ဒါလေးမေးမနေနဲ့အချိန်မရှိဘူး ငါရှင်းရှင်းပြောလိုက်မယ်မကင်ရှိပါအကျင့်တရားမရှိဘူးဆိုလို့ရှင်အစဉ်လေးမျိုးဟာမရှိနိုင်ဘူးတဲ့သောတပန်တက္ကရာကအနာဂတ်ဆိုမရှိနိုင်ဘူးငါရဲ့အတွေ့အကြုံနှစ်ပေါင်း52နှစ်အတွေ့အကြုံပြောလိုက်မယ်တဲ့ဝိပဿနာတမဋိဋ္ဌိရဲ့ဒစိတ်တိတ္တဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တော့ တိသာသနာရဲ့အပြည့်မှမရှိဘူးအပြည့်ဆုံးဟောဖို့ဆိုတာမဆိုထားပြီ တစိတ်တတိသာတောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူး52နှစ်အတွေ့အကြုံဆိုတာဘာပြောတာလဲမြတ်စွာဘုရားရဲ့အလောင်းဟာ29နှစ်တောထွက်တယ်တောထွက်ပြီးတရားကျင့်တာဘယ်နှစ်6နှစ်ဘုရားဖြစ်နေတရားလှည့်ဟောတာ45နှစ် 45ရဲ့6ရဲ့ပေါင်းတဲ့အခါအဲ့ဒီ52နှစ်ကိုပြောတာအဲ့ဒီ52နှစ်တရားရှာတရားဟောတဲ့အတွင်းမှာကြည့်လိုက်ဝိပဿနာတရားနဲ့ပတ်သက်ပြီးတော့အပြည့်အစုံမပြောနဲ့တစိတ်တစိတ်လေးဟောနိုင်တဲ့ပုဂ္ဂိုလ်တော်မှာပဲဒီသာသနာမှတပါတခြားမှမရှိဘူးအဲ့တော့ဝိပဿနာသမ္မဒိဋ္ဌိသည်ဘုရားဘာသာဝင်တို့ရဲ့ရသော်ပြားရဲ့ ကိုယ်ပိုင်တရားဖြစ်ပြီးတော့ဘုရားဘာသာဝင်တို့တဲ့အကောင်းဆုံးလက်ဆောင်ပဲဖြစ်တယ်။မှန်ပါဗျာ။ဖျားပွင့်မှရတဲ့ဓမ္မလက်ဆောင်ပဲ။နော်။အဲ့ဒီလက်ဆောင်ကိုဖျားပွင့်ရဲ့တန်းနဲ့ကိုကိုယ်တိုင်လည်းလုံနိုင်ရဲ့တန်းနဲ့မယူလိုက်ဘူးဆိုရင်တော့မယူတဲ့လူပဲ။မှန်ပါဗျာ။နော်။မယူလိုက်လို့မိုက်တယ်ထင်ပေါ့။ကိုကိုအဲ့ဒါ ယူလိုက်ပြန်တော့ကြိုက်တယ်ထင်အဲ့တော့မေခွေရဲ့ကပြားလို့ဖြစ်သွားလိမ့်မယ်မြတ်စွာဘုရားဟောထားတဲ့ဝိပဿနာဆိုတဲ့ဟာဖះပွင့်မှာပဲရတယ်